အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းစရာရိုးဖွဲ့အိမ်ရေးသားတဲ့ကျွေချင်းတရားရဲ့အတန်ဟာတရည်ရည်ဆိုတဲ့အစည်းလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်ရှင်လေးလံစွာနိုးထလာပြီးနောက်မှာသူတို့ဟာလမ်းဟောင်းတိုင်းစီးဆင်းခဲ့ကြဖို့အိတ်ကိုစီလွှဲပြီးထွက်ခဲ့ကြတယ်မျက်နာတက်တဲ့အခါတက်မယ် တွားတိုက်ခြင်းနဲ့ကတိုက်မယ်။ဘာမှပုံမှန်မပြုတ်မှုဘူးဆိုရင်တော့ဝမ်ဘိုက်ကိုတော့ဟောင်းလောက်မထားရကြဘူး။တထွာလောက်ပဲရှိတဲ့ကိစ္စအတွက်နေတူတူကလောင်နေတဲ့မိဖို့တဲ့သူ့ထက်ကအရင်ခုံစင်းသွားကြတယ်။တနေပြီးတော့နောက်တရက်မနက်တွေညတွေမှုပွင့်အိမ်မက်တွေနဲ့လေးလံစွာခုံစင်းခဲ့ကြတယ်။တင်းတစ်ချိန်လုံးလှော်တက်ကြပြီးချီတက်နေကြတာဘာအတွက်လဲဆိုတာတော့ တချို့တွေမသိကြဘူးတချို့ဆိုတဲ့အထဲကိုတော်ပါလို့ပါမှန်းမသိတဲ့နေ့တွေဟာတရီးရီတိုက်စားနေပြန်တယ်သူအသက်အိုးရင်လှပတောက်ထုံးမှုကြီးကကိုအိမ်မကြီးဖြစ်နေတာမထူးဆန်းဘူးလားသူ့လေချွန်တန်းကို ကိုနှကပ်ဖြစ်ပန်ဆင်ထားပြနေတာမအံ့ဩဘူးလားအရင်လိုပဲသူ့အတင်းနဲ့ကိုသတင်းကိုလဲယူစားတော့ပြစ်လိုက်ကြတာပါပဲ။ လွယ်လွယ်လေးပေါ့ဘလို့လွယ်လွယ်လေးလဲဆိုတော့လွယ်ရင်လွယ်ရင်လေးလာတဲ့လွယ်လွယ်လေးတွေလိုမျိုးပဲနေချက်လာပုံကတိမ်မွေလွန်လေပန်းပန်ထားတတ်တဲ့သူတွေမှာထူးခြားချက်တစ်ခုစီရှိတတ်ကြတယ်သူတို့ဟာရနံ့ကိုချစ်တတ်ကြလို့မဟုတ်ပဲများသောအားဖြင့်အယောင်တွေကိုမမောတတ်ကြသူတွေများတယ်လောကတဘာဝရဲ့လိုင်းတွန့်အခောက်တွေချမ်းပါသူများမျက်ကုံးမွေးပေါ်မှာမှ စိုက်ပျိုးလို့ကောင်းတယ်လို့ထင်တတ်တယ်။ဗီဇာဟာတက်လို့မသေးတဲ့ဗိုင်းရပ်စ်လိုဖြစ်နေတယ်။သူတို့ဟာဘိုးဘိုးအောင်ရဲ့ဝါလုံးတွေလိုပဲတလုံးဖြက်ရင်နှလုံးဆက်တိုးလာတဲ့ဒီဂရီအခိုးငွေတွေနဲ့မိုက်တွင်နဲ့နေကြတော့မယ်။ခိုးခိုးခိခိရီးဖို့တောင်မနေတတ်ကြတဲ့ခင်းနဲ့မဆန့်နဲ့အနဲ့ရောင်ကျယ်ရီ လင်းကျင်ရက်နဲ့မောင်နေကြတဲ့ကျယ်သီးပိတ်ကျင့်စဉ်ခိုင်းသားတွေလိုပါပဲ။ဒီလိုနဲ့တကားဟာ အလိုလိုပြန်ပိတ်သွားတယ်။နေရိုးရိုးကျင့်မြင့်မြင့်ကြံဆိုတဲ့စာအုပ်ဟာ စာကြီးတိုင်အပြက်ထဲမှာ ပိတ်မိနေတယ်။ဒူးဖော်ဖို့ကြိုးစားသူမဲ့နေတယ်။အဲ့ဒီပြားတိုင်ဟာ အမိုက်ပုံတစ်ပုံနဲ့ဒူးမချာနာဖြစ်နေတယ်ဆိုတာဘယ်ပါဝါရင်းကြမှမရိပ်မိသေးဘူးဖြစ်နေတယ်။ညဟာမနဲ့မဟုတ်မှန်တိပါတယ်ဆိုတဲ့အရေးအကဲနဲ့နေဝင်မိုးချုပ်ပေါင်းညားခဲ့ပြီမဟုတ်ပါလား။ 3ပြက်လုံးတွေထုတ်တဲ့ခက်ပြီးတော့မက်လုံးတွေ ပေါ်တဲ့ခက်ရောက်လာပြီမျက်လုံးကိုရှင်းရှင်းထားတတ်ဖို့နဲ့ကိုဖော့နေနီးကို တပတ်ကန်းခတ်တတ်ထားဖို့လိုအပ်လာပြီနေတတူဝအားဖြင့်အနှိမ့်ဆနဲ့မိတ်ဆက်နေရသူတွေမှာအနာတရဆိုတာမိတ်အင်ဘာမှပဲလက်ခလဲထောင်ယဉ်ကျေးမှုဟာ အနှဲ့ရောင်တော်တဲ့မင်းမှုနေတော့မယ်။ဘာပဲဖြစ်ဖြစ်ကို့နမည်နဲ့ ကျဲတွေလင်းနေတာမြင်ရသေးလို့လူပြက်မရှုံးသေးဘူးဆိုပြီးဂုံယူလို့ရပါသေးတယ်။အဲ့ဒီလို တကူရေဟာတာဟာစေးပဲမဟုတ်လားဆိုတော့ဟုတ်တယ်။ဟုတ်ပါတယ်။လေအရေမရအဖက်မရတဲ့ဘဝတော့ဘယ်ဟုတ်ပါမလဲ။နောင်ဓာရီတလေကြီးရနေတယ်လူသားတွေလေးဆိုတဲ့ဟာတာဟာခစ်စားတယ်။တကယ်တော့မနှိမ့်မြုပ်သေးတာမဟုတ်ပါဘူး။ ဘောလုံးမျောနေရတာကိုပဲကြီးမောနေရတာပါအိတ်ကက်တဲထဲ့ထားရတဲ့ဟန်ဆောင်ချင်းအဆောင်ဟာလက်ဖွားတွေကမနှက်ဖြံကို မလွမ်းခြုံနိုင်ခဲ့ဘူးတဒင်ကအခိုက်တန့်တွေများလာတော့ညနေဖုံးကကွာခြားနှင်ခဲ့ပါပြီကြပြဆရာမောင်သိန်းစော်ရဲ့ကြပြကနားစီကိုပဲ့တင်ရိုက်ခတ်လာတယ်ရင်နဲ့ထိထိရှာရှာငင်းယူလိုက်မိပါတယ်ပန်းတိုင်းမရောက်သေးရင်ရောက်အောင်သွားရောက်ရင်တထောင်သား ပြီးရင်ရှေ့ဆက်သွားအဲ့ဒီမှာဘာမှမရှိဘူးမောင်သိန်းစောငါပြားဆက်ဆန်တဲ့ဇက်ဝင်ခန်းတွေဟာဘဝရဲ့ပိတ်ကားချက်ပေါ်မှာတန်လျက်လိုဖြက်ခနဲလင်းပွင့်ခဲ့ကြတယ်အတူတူတွဲရှောင်းမိတဲ့တံတားဟာလည်းမလောက်ပြိုနိုင်ပါလေအိုချင်းရဲ့အလွန်မှာသစ္စာတွေကျိုးကဲနှင့်ပြီပေါ့မျက်ရည်မြစ်တို့ရေတောင်ခံထားလိုက်အောင်ဆိုးတဲ့အတန်းဟာနေရံတတိုင်းကိုဖိနှင်းထားတယ် ကိုဖက်နဲ့လေးချွတ်တင်နေရာစိတ်ထဲမှတ်ထားပြီးအလူအိမ်မှာတီလာယူခဲ့ရတာတွေဟာလေအနာတရပါပဲမျက်လဲလက်လက်ပြင်ဆလက်ပညာတဲ့တွေဟာတော်မီလိုကူးဆက်မြန်နေကြတယ်ဘာမှမတက်နိုင်ဘူးဆိုတဲ့လက်သုံးစကားဟာဘာမှမတက်ပါဘူးဆိုတဲ့စာလန်းထိုးရတာနဲ့အတူတူပဲဘလောက်နာကျင်မှုကောင်းတဲ့တစိမ့်လေဘလောက်တောင်ပြောင်းရှာခဲ့တဲ့အတိတ်လေတောက်ခေါက်တန်ဟာ ညည်ရင်နဲ့ခောက်ရတာလား။နာကျင်ရတာဘာရှိအောင်ပါလဲ။၆လမ်းတွေချဲ့ထွင်လာတာလက်ခုပ်တီးပေးရမယ်အနေထားပါပဲဆိုပြီးပျော်ခဲ့ဘူးကြတယ်မဟုတ်လား။ဦးကောင်းထက်မှာပေါက်ရောက်နေတဲ့စံရွယ်တွေမှာအယောင်တွေတင်ခွင့်ရခဲ့တယ်။ဈေးကြီးပေးဝယ်ရတဲ့အိမ်မက်တွေဟာလည်းကောက်ချင်တယ်လို့ကောက်ပြီးစွန့်ပြစ်ချင်တယ်လို့စွန့်ပြစ်နိုင်ခဲ့ပြီ။ကြီးဝေးဝေးအကြီးလေးတွေနဲ့ အနဲ့ရောင်အနာကက်ဟာစာမှတ်လို့မကုန်နိုင်ပွဲတောက်လောင်နေကြပြီ။ဘာလို့သေးလဲအချစ်ရဲ့ဆိုတော့ဘာမှမလို့တော့ပါဘူး။ဘာဆိုဘာမှ မလို့ခြင်းတတ်တော်တယ်အပြာရောင်တစီတွေပေါ့။ခေတ္တထိုးဝံစရာ ပလင်းတွေအလုံးလောက်ရှိနေတာကိုပဲဂျေဇူးတင်ရတော့မယ်။ဟုတ်တယ်။တိတ်ဂျေဇူးတင်ပါတယ်။ခொနဲ့မကြခင် ပြတ်တော်မယ်။တိတ်မကြတော့ဘူးထင်တယ်။ အခုတော့ဂရင်းစပြက်နေပြီသိမလို့တော့ဘူးပြက်တော့မှာကြောင်တွေတအိမ်ပြက်ကြသလိုမျိုးခိုးကိုးရမယ်ပြက်ကြတော့မှာအလိုလိုပြက်ကြတာမျိုးမဟုတ်ပဲစိတ်တွေအခုတ်ခံရတဲ့ကြည်ရမျိုးနဲ့ပြက်ကြတော့မှာငယ်ငယ်တုန်းကလူကြီးတွေပြောကြတယ်ဒေဝကြီးလာပြီးတိတ်တိတ်နေဆိုသလိုမျိုးအတန်တွေတရီရီလာနေပြီကြည်နေကြည်စားကြည်သွားဆိုတဲ့နမိတ်ပုံရိပ်ဟာ တကယ်မြင်ကွင်းတွေလိုဖြတ်ပြေးနေတယ်။ TV တွေပိတ်လိုက်ပြီးမီးလည်းမှိတ်သွားပြီ။ညဟာညပီတနေပြီ။နားဆင်ထားကြ။မျက်စိပြက်မျက်နှာပြက် ဖြစ်တယ်လို့မျိုး ပြက်ကြတော့မယ်။ရှေ့ငါသူတပါယောက်ျားမိန်းမအနှိမ့်စ A B C D အနှိမ့်စကာကြီးခါခွေရပ်ပလက်ဝါလုံး အနေဆာလက်ညှိုးညော်ရာအနေဆာဘာမှမရှိခြင်းဒီလေအနေဆာမင်းသူငါတရည်ရည်ပြက်ကြအနေဆာဂွင်းဆာအနေဆာဂွင်းပိတ်အနေဆာနားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်